ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာခုချိန်ဟန်စပြီး2025ခုနှစ်မေလ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့စစ်ဘေးရှောင်တွေခိုးလုံရဗမော်မျိုးကဘုံကြီးချောင်းကိုစစ်တပ်ကပုံကျဲတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဗမာမျိုးညောင်မေရက်ွက်ကစစ်ဘေးရှောင်တွေခုံလုံးရတောင်လေးလုံးဘုံကြီးချောင်းကိုစစ်ကောင်စီကပုံကျဲတိုက်ခတ်တာကြောင့် ထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဒေတာရင်းသတင်းရှင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီကမေလ၈ရက်မှာဗမော်မြို့ကနားလမ်းမှာရှိတဲ့ကန္နာရိပ်သာဘုံကြီးကျောင်းနဲ့ရောင်မေရက်ကွက်မှာရှိတဲ့တောင်လင်းလုံဘုံကြီးကျောင်းကို jet fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့တာနဲ့ပတ်သက်လို့အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်ကန္နာရိပ်သာဘုံကြီးကျောင်းကိုဘုံကျဲတိုက်ခတ်မှုမှာဆိုရင်စစ်ရှောင်ပြည်သူ၁၅ဦးခန့်ဒေဆုံးက30ကျော်ဒဏ်ရာရသွားတယ်လို့သိရပါတယ် ကျန်တဲ့စစ်ပေးရှောင်380ဦးကျော်ကိုတော့တော်လိုင်းတက်တွေကကဲထုတ်ပေးနိုင်ခဲ့တယ်လို့ဒေတာတဲ့သတင်းတွေကိုတီးပေးနေတဲ့ဗမော်စကော့တင်းကဖော်ပြပါဗါတောင်လင်းလို့ပုံကြီးကြောင်လေကြောင်းတက်ခဲ့ခံမှုဖြစ်စင်မှာတော့စစ်ပေးရှောင်တွေထိခိုက်သေးဆုံးမှုချင်းတွေကိုမသိရသေးဘူးလို့ဆိုပါတယ်ဗမော်မှာရှိတဲ့ KPDF နဲ့တပ်ပေါင်းစုကတောင်လင်းလို့ပုံကြီးကြောင်ကစစ်ပေးရှောင်တွေကိုကဲထုတ်နေချိန်မှာပဲစစ်ကောင်စီကကျောင်းဝင်းထဲကိုပေါင်ထောက်နေရရှိတဲ့ဘုံးသီးတွေလေရင်ပေါ်ကနေကျဲချခဲ့တာလို့သိရပါတယ် စေဘေးရှောင်းနေခလုံးရအောင်လေးလုံးဖုန်ကြီးချောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်တဲ့ရုတ်တံမှတ်တမ်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတာရှိပြီးတမနီခွဲခံရှိတဲ့အဲ့ဒီရုတ်တံမှတ်တမ်းမှာရာနဲ့ချီတဲ့စေဘေးရှောင်းတွေကို KPDF တပ်ဖွဲ့ဝင်တွေပြောင်းရွှေ့ပေးဖို့ပြင်ဆင်နေချိန်မှာဘုံကျဲခံရတာပဲဖြစ်ပါတယ်။ KIA ဦးဆောင်တဲ့တော်လိုင်းတပ်တွေဗမာမျိုးသိန်းတိုက်ပွဲပေါ်ဆောင်နေတာ၅လကျော်ပြီဖြစ်ရာ ဒီငါးလအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင်းပြည်သူလူထုပိုင်းအိုးအိမ်တွေအများပြားပျက်စီးခဲ့ရပြီလို့သိရပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမယ့်စီရေးသတင်းကတော့လေကူးမျိုးနယ်မှာရှိတဲ့ခမညာ217တရင်ကိတ်ကင်းကိုပျောက်ကြားဖွဲ့တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရောင်တိုင်းလေကူးမျိုးနယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံအမှတ်217ချင်းမြတရင်ကိတ်ကင်းစခန်းကိုလက်ပြုံနဲ့တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army YA အဖွဲ့ကပြောပါတယ်။ ခမရ217တရင်ဂိတ်ကင်းကိုမနေ့ကမေလ10ရက်ညနေ6နာရီခွဲကမှတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။ရန်ကုန်အာမေ YA အဖွဲ့ကတော်လိုင်းရဲဘော်တွေပြစ်လိုက်တဲ့လက်ပြပုံးဟာဂိတ်ကင်းစကန်ထဲမှာပေါက်ကွဲသွားတာကြောင့်အခုလိုပဲပြောဆိုလိုက်တာဖြစ်ပါတယ်။ရန်ကုန်အာမေဖွဲ့ဟာအခုလ3ရက်နေ့ကလည်းအနောက်ပိုင်းခရိုင်ပကပ်ဖားနဲ့ပူးပေါင်းပြီးတိုက်ကြီးမြို့မှာရဲစခန်းကိုပြင်းအားမြင့်ဝေးထိန်မိုင်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။ အကြမ်းဖက်ဆီယနာရှင်မပြုံမချင်းဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့လဲရန်ကုန်အာမေဖွဲ့ကပြည်သူလူထုကိုအသိပေးထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးမြင်းစံကာကြီးကွင်းဒီမှာပြည်သူလူထုကိုအနိုင်ကျင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းစံမြို့မှာရှိတဲ့ကာကြီးကွင်းမြောက်ဘက်မှာပြည်သူလူထုအပေါ်အနိုင်ကျင့်စစ်ဆေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မြင်းကျံ Blood Tiger NPD တပ်ဖွဲ့ကပြောပါတယ် မင်းကမေလ10ရက်မနက်09:45မိနစ်ခန့်အချိန်မှာမြင်းကျန် Block Tiger NPD တပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်သားတဦးပြင်းထန်ဒဏ်ရာရကမြင်းကျန်ပြည်သူဆေးရုံကြီးမှာဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ဒါဟာကနဦးတိရတဲ့အချက်ဖြစ်တာကြောင့်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုနောက်ဆက်တွဲခြေနေကိုတော့ဆက်လက်စုံစမ်းနေစေလို့အသိပေးပါတယ်။ NPD တပ်ဖွဲ့အနေနဲ့မြင်းကျန်မြို့တွင်းစစ်ရေးမစ်ရှင်၃ခုကိုတပြိုင်တည်းလှုပ်ဆောင်မှုပြင်ဆင်ခဲ့ပေမဲ့စစ်ရေးမစ်ရှင်နှစ်ခုကိုဖျက်သိမ်းခဲ့ရတယ်လို့လည်းပြောပါတယ်။ ဒေသနေပြည်သူချို့ဟာစစ်ကောင်စီတပ်ဖွဲ့အနေနဲ့အချိန်ကြာမြင့်စွာစကားပြောဆိုနေတာကြောင့်စစ်ရေးမစ်ရှင်တွေပြန်လည်ရုပ်သိမ်းခဲ့ရတာလို့ထပ်ပြီးအသိပေးပါတယ်။ဒါကြောင့်နောက်မှစစ်ကောင်စီတပ်ဖွဲ့တွေနဲ့အနီးကပ်သွားလာတာအချိန်ကြာမြင့်စွာစကားပြောဆိုတာတွေမလုပ်ကြဘူးမြင်းကျန် Blood Tiger NBD တပ်ဖွဲ့ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာ။ခုကတင်ဆက်ပြီးမှာကတော့မင်းတပ်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေထပ်မံတိုက်ခိုက်တာကြောင့်အင်း15လောက်ကန်ပျက်စီးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ချင်းပြည်နယ်မင်းတပ်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့တာကြောင့်အစိုးရအဆောက်အုံတွေနဲ့ပြည်သူပိုင်းအိမ်စုစုပေါင်း15လုံးခန့်ထိခိုက်ပျက်စီးခဲ့တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မေလ9ရက်နေ့ည7:00နာရီခွဲလောက်ကလေကြောင်းကနေနှစ်ကြိမ်ပြုတ်လုခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရသူအ ਨੇ ချင်းသာရှိပေမဲ့အစိုးရအဆောက်အုံတွေနဲ့ပြည်သူပိုင်းအိမ်တွေပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းမင်းတပ်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေနှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့်အစိုးရအဆောက်အုံတွေနဲ့ဝန်ထမ်းအင်အားတွေထိခိုက်ပျက်စီးခဲ့ရပါသေးတယ် မင်းတပ်မျိုးကိုစစ်ကောင်စီကခုရပိုင်းမှာလေကြောင်းတက်ခတ်မှုတွေခက်ဆိတ်ဆိတ်ပြုလုပ်နေတာကြောင့်ဒေသနေပြည်သူတွေအနေနဲ့လေကြောင်းသတင်းတွေနားဆွင့်ထားကြဖို့ဒေသတွင်းတော်လိုင်းအင်အားစုတွေကနှိုးဆော်ထားပါတယ်။ CDF မင်းတပ်ပါဝင်တဲ့ချင်းကြီးနောင်နဲ့မာမိတ်အဖွဲ့တွေဟာ2024ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာမင်းတပ်မျိုးကိုစစ်ကောင်စီလက်ထက်ကနေအပီးပိုင်သိမ်းပိုက်ခဲ့ပြီးမြို့အုပ်ချုပ်ရေးကိုမင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကဆက်လက်အကောင့်ထဲပေါ်ဆောင်နေချိန်မှာစစ်ကောင်စီဘက်ကလေကြောင်းကနေတိုက်ခိုက်ဖျက်ဆီးနေတာပဲဖြစ်ပါလေခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီရေးတဲ့ရင်ကတော့ဝက်လက်နယ်ကရွာတော်ကုန်းရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတာကြောင့်ကိုဦးထက်မင်းနဲ့တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သခိုင်းတိုင်းဝက်လက်မြို့နယ်ကရွာတော်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်တာမရှိဘဲလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူကိုဦးထက်မင်းနဲ့တေဆုံးခဲ့ရတယ်လို့ဒေသတွင်းသတင်းရှင်းမြစ်တွေကဆိုပါတယ်။မနေ့ကမေလ10ရက်နေ့ညနေ4:00ခွဲကမှဝက်လက်မြို့နယ်အနောက်ချမ်းကရွာတော်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ရဲ့မိထီလာလေတပ်ကတက်လာတဲ့ Jet Fighter က နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သူတွေထဲမှာကျောင်းဆရာမနှစ်ဦးပါဝင်ပြီးဒဏ်ရာသူတွေထဲမှာပြင်းထန်ဒဏ်ရာသူတွေပါဝင်ကအိမ်ရှင်လုံးမီးလောင်ပြကျခဲ့ရတယ်လို့သိရပါတယ်။ဒီကနေ့မေလ17ရက်နေ့မနက်9:00နာရီကျော်ကမှလည်းတရက်ဦးကတက်လာတဲ့ Jet Fighter တစ်စင်းကဝက်လက်မြို့နယ်ရွှေပန်းကုန်းစာတင်ကျောင်းကိုလေကြောင်းတိုက်ခတ်မှုနှစ်ကြိမ်ထပ်လုပ်သွားတယ်လို့ဒေသနဲ့သတင်းတွေကသိရပါဗျ။ဒါပြင်စင်ကုန်းမြို့နယ်တနေရာနဲ့ မရီယာအရှိချမ်းတနီယာကိုလည်းတတအူးတက်တဲ့စင်းကဒီကနေ့မနက်ပိုင်းမှာပဲလေကြောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ Wallet Information Network ကအသိပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ